လို့ခေါ်တာ။ရာဇင်တော့ကတော့အမတို့ကတိတ်ဆတ်ချိန်ထားတာပါ။သူ့အလှည့်ရဲ့အမလက်အရွယ်ပေါ့နော်။ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါနဲ့ဟိုဒေါသရဲ့ထဲ့ထားတာရဲ့ဟိုအချိန်နဲ့ပြင်းစင်းတာရဲ့သူ့ကိုလှမ်းဆွဲလိုက်တာရဲ့နဲ့ကချိန်သားတိတ်မကြိုက်တော့ သူအစ်စ်ရိုက်မိပါဖောင်းဆိုတော့လေဘာဆက်လို့လဲသူကရက်လိုက်တယ်တတော်ပြင်းသွားလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တယ်အမလည်းသူ့တောင်းပန်တာဟောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူလည်းရပါလေရပါရပါလေဒါဆိုတော့ तू လည်းတော်တော်နာဝသီလားတကူလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပါးကြီးလည်းရောင်သွားပဲလေသီလား ျိုးပေါ့အဲအဲ့လိုအမတ်တရတွေရှိတဲ့စိန်ချစ်သူတွေအတွက် Lucky ချိန်မှုမြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လေးလ2025မှာ30ရက်ငါးလ2025အတွင်းဝယ်ယူအားပေးတဲ့စိန်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော့စေတွေကိုခံစား권ပေးသွားမယ်အပြင် ဆယ်သိန်းမဝယ်ယူတာနဲ့တာမိုးကြီးကားကန်ချူကွင်းကူပွန်တစောင်းတော့ရရှိမဲ့ခွင့်ရည်ကြီး။ရာသပန်အလဲစီတို့အယောင်စီတို့အချူခွင့်ရည်ကြီး။ချက်ချင်းဝယ်ချက်ချင်းပေါက်ချက်သိန်း900ငွေသားစုများစွာအပါအဝင်တာမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာတာမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်တဲ့အတော်မှာဖြစ်ပါရဲ့ရှင်။မေလာကုန်ချိပဲရရှိမဲ့ဒီခွင့်ရည်ကြီးနဲ့လဲသွားရတဲ့သူမဖြစ်ရလေအောင်တိုင်းစစ်တီဂျော်ရီမော်ဂျီရဲ့မြန်မြန်ချက်မှရှိတဲ့ Lucky Jam မြန်မာတိုင်းစစ်တီရှိုးဂျီနဲ့ Lucky Jam မြန်မာရဲ့ Live စီးကြီးများစီကိုလှလ ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်အမုံမီကတော့အမှတ်တရတွေရှိတာပေါ့နော်ခုနကဟို ပြသွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့အခန်းမှာရမောကပါရိုက်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့အမရမောကိုဝင်ပြီးတော့ပါရိုက်လိုက်တာရာဇယ်တော့ကတော့အမတို့ကတေချာချိန်ထားတာပါ သူ့အလှဲ့ရအမလက်အရွယ်ပေါ့နော် ဲ့မဲ့တကယ်တကယ်ရိုက်တဲ့အချိန်မှာမုကလည်းအယမ်းပါနေဟိုဒေါသရဲထဲ့ထားတာရဲဟိုအချိန်နဲ့ပြင်းစင်းတာရဲသူ့ကိုလှမ်းဆွဲလိုက်တာရဲနဲ့ကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဖောင်းဆိုတော့လေသူကလေအဲ့လိုလုပ်ပြီးတော့ဘာဆက်လို့လဲသူကရက်လိုက်တယ်တော်ရီအမလည်းအရန်အားနာပါရဲ့ဟို တော်တော်ပြင်းသွားတာလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဆိုလေအမရဲ့သူ့တောင်းပန်တာဟောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူလည်းရပါလေရပါရပါလေဒါဆိုတော့ तू လည်းတော်တော်နာဝါသီလားဟိုအမရိုက်တာအမလည်းအရှမ်းလေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပါးကြီးလည်းရောင်သွားပါပဲလေသီလား မျိုးပေါ့အဲ့အဲ့လိုအမတ်တရားတွေရှိတဲ့အဲ့မှာအဲ့အဲ့ဒီတော်တော်ဆိုးတဲ့ချွေးမမူးကိုဝင်တာပေါ့ငါသားကိုပားရိုက်လေခြင်းဒီကောင်ကဘာကိစ္စငါသားကိုပားရိုက်ရတာလဲဆိုရဲမူးပေါ့နော်အဲ့အဲ့လိုသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာယူထည့်လိုက်တဲ့ချိန်မှာဟိုအချိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့အရန်များွားလေသူလဲက तू 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 လှည့်ရမယ့်ဟာလဲနည်းနည်းလေး तू ရှေ့တိုးလာတော့အဲ့မှာကွတ်တီထီွားတယ် အဲနှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့ तू ကအဲရောက်ခမကြီးမှန်နေဖြစ်သွားတာလေ तू မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးကသူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့ကသူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာ तू ကသူ့ယောက်ခမကြီးဘာကြောင့်ငငယ်တော့ကသူတို့ဒီလိုလှုပ်တာလဲဆိုတာကို သူခံစားလို့ရသွားပါဘောเนาะအဲ့တော့ဒေါတင်တီဆိုးကရောက်ခမကြီးပန်းတယ်ပေါ့အဲ့ကျမောင်ရယ်လေအဲ့ကျမောင်ရယ်လေရှိရတယ်ဒါပေမဲ့အဲ့ဒီခန်းတော်ကတော့လေဟိုဒီပါတာလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ကွင်းမှာကြတော့အဲတယောက်တယောက်ပြီးတယောက်ပြောရမယ်မူရဲ့နောက်ပြီးတော့ဟိုသူပြောပြီးရင်ကိုပြောမယ်ဘသူပြောပြီးရင်ဘသူပြောရမလဲဆိုတာကြီးလိုက်မှတ်နေတာရဲ့အိုက်တင်ထဲတာရဲ့ဆိုတော့ဟိုအဲ့လောက်ရီစရာမကောင်းဘူးပေါ့နော်တကယ် ဒရမာလိုရိုက်ရတာ哦အဲ့မဲ့ဒီမှာကျတော့အဲ့ဒရမာကြီးဟာတာကြီးလိုဖြစ်နေအေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကသားကိုအရန်ချစ်တယ်ဒါပေမဲ့ကိုအရန်မုန်းတဲ့မိန်းမကိုသားချစ်နေတဲ့အတွက်ဟိုသားကိုလည်းပြောလို့မရတော့ဒီချွေးမကိုပို့ပို့မုန်းလာတာပေါ့နော်အဲသားကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုန်းလောက်မယ်မထင်ဘူးအခုကသားဟိုသူ့မိန်းမမှသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့ နင်အဲ့လောက်ထိဖြစ်ရလားငါနင်ကိုအလောက်ချစ်တယ်တော့နင်ကအဲ့ဒီမိမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲ့ဖြစ်ပြီးတော့သူ့သားသူ့ဘက်မပါလေချွေးမကိုပုံမုံးလီပေါ့နော်အဲအဲအဲ့လိုမျိုးဖြစ်တာပါဖြစ်နိုင်မှာမလားဆိုတာခုနလိုပေါ့စုထက်အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားဘူးမှပဲနားလည်နိုင်ကြလေအဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူ့ကိုယ်တိုင်ကဒီဒုက္ခကိုသူခံစားသွားရတာပေါ့ သူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ်ဘလုံးမပြောလို့မရဘူးအဲ့ဒီမိန်းမမှအဲ့ဒီမိန်းမဆိုတော့သူ့ရဲ့ဘဝမှာငငယ်တော့ကသူလောက်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဲဟိုဟာชาลีอ่ะအမအကိုပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့ချိန်မှာသူ့သားသူ့ကိုပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနဲ့တွားတဲ့အခါမှာစိတ်ကထတ်တူသွားကြတာပေါ့ဟာ တကယ်ကိုခံစားလိုက်ရခြင်းမှာအော်ငါတုံးကငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပြရခံစားချက်ချင်းမတူရင်တော့ဖြစ်ပုံချင်းလည်းမတူရင်တော့နားမလဲပေးနိုင်ဘူးလေအာအမကတော့အပြင်မှာကိုသားရှိတယ်ဆိုရင်တော့သားချစ်တယ်မိမကိုလိုက်ချစ်ပေးမှာလားအလက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလို့ဆိုတော့အမမကအခုကရောင်းမတယောက်ရှိတယ်လေရောင်းမတယောက်ရှိတယ်အဲ မကလေးတယောက်ရှိတယ်ပေါ့နော်အဲ့အမတို့အရန်ချစ်တယ်အရန်ချစ်တယ်အဲ့မကလေးနဲ့လည်းမောင်နှမတွေလိုပဲချစ်တယ်အဲရောင်းမနဲ့လည်းညီမတွေလိုပဲချစ်တယ်အမထင်တာကတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုဒါချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမကတွေးမိရဒီကားကိုကြည့်တဲ့ချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်း short နည်းနည်းဆလောက်စီ short လိုက်ရင်တော့သူချစ်သွားကြမယ်ထင်တယ်အမုံမြစ်ကိုဟေးပလင်းမှာ မနေ့ပိုင်းကြည့်ရမယ် MRTV ဖုန်းမှာည9:00နာရီပြပါမယ်တနင်္လာနေ့ကနေတောက်ကြနေတိရက်တွေအများကြီးကြည့်ရမယ်အတွက်တဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်